်မြင်္ဂလာပါမနေ့ဖြန်ခொနီယာသားသမီးများအတွက်တည့်ရတာဆောင်းအောင်ရှောင်းအောင်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အလုံမအိမ်မှာပူပင်တော့ကတွေများနေတတ်ပါတယ်စိတ်လိုမကြစရာတွေများနေတတ်ပါတယ်ငွေကြေးကံတော့ကောင်းပါတယ်ရွှေလက်ဝတ်ရတနာအလှကုန်အမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်အပူလောင်တတ်ပါတယ်ချစ်သူစီကနေပြီးတော့တရင်ကောင်ကြားတတ်ပါတယ် နှစ်ကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရံဖျံမှာတပြေ၂၀ညကလို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့အဆစရာရာအဆင်ပြေအောင်မြင်နေပါလိမ့်မယ်။လူမျိုးကြပါတာကြာဆက်တူရှယ်ယာကိစ္စတွေအဆင်ပြေနေပါလိမ့်မယ်။အခြေအနေနဲ့အိမ်တော်ရေးမှာတော့တဦးနဲ့တဦးဖေးမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်။ငွေကန်ကတော့ကောင်းပါတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။ တဲ့သုံးပါရကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ့်နုရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရံဖျားမှာအုံဒီပါတယ်မို့ကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့အလုံနေရအိနေရများတို့ကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။သားသမီးလက်အောင်ငယ်သားများတို့ပူပင်တော့ကရောက်ရတတ်ပါတယ်။ငွေပြောက်တာတွေခိုးခန့်တာမျိုးတွေဖြစ်တတ်ပါတယ်။အထူးသတိထားပေးပါ။လက်မှာအထိခိုက်တန်ရာရတတ်ပါတယ်။အခြေအရာတော့ဝေးလေကောင်းလိမ့်မျိုးဖြစ်ပါတယ်။ နှစ်ရှစ်ပါတယ်ခဏမြအချိုးပေးပြီးတော့ခံကောင်းနေအောင်တော့အပြာရောင်းနေမရမ်းအောင်ဖြစ်ပါတယ်ရေရေအနေနဲ့ကတော့မိမိရံဖျက်မှာကြာသံကြောကတ်လို့ပူဇော်ပေးပါဘုရားဦးသားသမီးများအတွက်ယနေ့မှာတော့အနောက်ရှက်ပြိုင်ဆိုင်များနဲ့ကြုံတွေ့ရတတ်ပါတယ်။စကားပြောဆိုရင်းခေါ်အပ်တတ်ပါတယ်။အလုံမှာမိမိနဲ့အယူဆကွဲလွဲပြီးတော့အဆင်မပြေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ခေါင်းတစ်ချမ်းကိုက်တတ်ပါတယ်။အခြေအမှတော့ဝေးလေကောင်းလေမျိုးဖြစ်ပါတယ်။အိမ်တော်ရင်းမှာတော့တာယာနေပါလိမ့်မယ်။ 3ခွန်ပါတယ်ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီးရင်အရောင်ဖြစ်ပါတယ်ရေဒီယာအနီးနဲ့ကတော့မိမိရံဖျားပါဖျဲဒီ3စိတ်ကလည်းပူဇော်ပေးပါဂျာတာပရိသတ်မိများတော့ယနေ့မှာတော့အလုံမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ဝေကံကြေးကံတော့ကောင်းနေပါလိမ့်မယ်ဆုံးဖြတ်ချက်အမှားများချားမိတတ်ပါတယ်မိမိပတ်ဝန်းကျင်အနီးနားမှာဝါယာရှော့ဖြစ်တတ်ပါတယ်အချင်းကြီးအိမ်အောင်ကြီးမှာတော့ဂျီနူးပျော်ရွှင်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ် ၄င်းငါပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့အဝါရည်ရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရံဖျားမှာပဲနို့ကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့မိတ်ဆွေရင်းမြတ်နဲ့စကားပြောဆိုညင်ခေါ်အပ်တပါတယ်။စာချုပ်ဆက်တူရှယ်ယာကိစ္စများတို့စိတ်ညစ်ရတတ်ပါတယ်။ဝမ်းသာစရာတင်းကောင်းလေးတွေတော့ကြားတတ်ပါတယ်။ခြေတော့အောက်ပိုင်းမှာ ထိခိုက်မိတတ်ပါတယ်။အချီးရေးမှာတော့အထင်မြင်နှဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ နှစ်ခွန်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေဒီယာအနီနဲ့ကတော့မိမိရဖျားမှာမွေးငါကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတော့ယနေ့မှာတော့စိတ်ညစ်စရာနှစ်ကြိမ်ကြုံတွေ့ရပါမယ်။ဘာပဲလို့တော့အဆင်မပြေဖြစ်နေတတ်ပါတယ်။အနက်ရောင်ကိုလုံးဝအသုံးမပြုပါနဲ့။ယနေ့အတွက်အကျမ်းမရေဟိုတာဂယူးဆိုင်ပေးဖို့လိုပါတယ်။ချစ်သူစီကနေပြီးတော့လက်ဆောင်ရတတ်ပါတယ်။ပွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်။ ငါးခွန်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရဖျံမှာပန်းသီးသုံးလုံးကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။